မင်္ဂလာရှိတော်သူဆိုတဲ့နှုတ်ကပါတော်အဖြစ်အနေငယ်ဝင်ငါချင်တာဖြစ်ပါတယ်မင်္ဂလာရှိတော်သူဆိုတာနှုတ်ကပါတော်ကိုနေညာမပြတ်ဆင်ခြင်းအောင်မိတော်အတက်တာဖြစ်ပါတယ်မင်္ဂလာရှိတော်သူဖြစ်ဖို့အတွက်မတရားသောသူတို့ဤအတိုက်တွင်းခြင်းတော်မလိုက်လူဆိုးတို့ဤလန့်တွင်မရမနေမထင်မဲမီပြုသောသူတို့ဤအစီဝင်နိုင်မထိုင်တရားတော်ကိုနေညာမပြတ်ဆင်ခြင်းအောင်မိတော်သူတို့ဟာ မင်္ဂလာရှိတော်သူဖြစ်တယ်လို့ကျမ်းစာထဲမှာဖော်ပြထားပါတယ်။မဖြစ်လို့လေဆိုတော့နှုတ်ကပတ်တော်ကယုံကြည်သူဖျားသားတမီးများရဲ့လန့်ခီကိုလင်းစေတဲ့မိခွက်ဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။နှုတ်ကပတ်တရားတို့ကိုနေတိုင်းစင်ချင်အောင်မေးပြီးအသက်ရှင်မယ်ဆိုရင်မိတ်ဆွေဟာမင်္ဂလာရှိတော်သူဖြစ်ပြီးအမြင့်ဆုံးသောဘုရားသခင်ရဲ့ ဝေကာယဌာနတော်အောက်မှာလုံခြုံစွာအသိရှင်နေထိုင်တော်သူဖြစ်ပါれဆိုရင်ကိုပါတော်ဖြစ်အနည်းငယ်ဝင်ရချင်တာဖြစ်ပါれအရောက်တိုင်းပေါ်မှာဖျားရှင်ကောင်းကြည့်ပေးပါစေ